ထိုင်းနဲ့ကမ္ဘောဒီးယားအကြားကနေဆက်ပဋိပက္ခနဲ့တင်းမာမှုတွေအရှင်ရော့မသွားသေးပေမဲ့အမေရိကန်နဲ့ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုတွေဆက်လုပ်သွားမှာဖြစ်ကြောင်းထိုင်းကုတန်းရောင်းဝယ်ရေးဝန်ကြီးစူဖာဂျီစူတုံဖုန်းကဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာပြောပါတယ်အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့နဲ့သူမနေ့ပြန်နိုဝင်ဘာလ18ရက်နေ့မှာတွေ့ကြဖို့ရှိနေတဲ့အချိန်မှာဝန်ကြီးစူဖာဂျီကအဲ့ဒီလိုပြောလိုက်တာဖြစ်ပါတယ် ဘယ်မှာတွေ့ရမယ်ဆိုတာကိုတော့နှစ်ဖက်စလုံးကထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ဒါပေမဲ့နေဆက်မှာနောက်ဆုံးဖြစ်ခဲ့တဲ့အခြေအနေတွေအတွက်ကမ္ဘောဒီးယားဘက်ကမတောင်းမှမချင်းနိုင်ငံအကြသဘောတူလက်မှတ်ထိုးထားတဲ့ငြိမ်းချမ်းရေးစာချုပ်ကိုယာယီဆိုင်းငံ့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့နိုဝင်ဘာလ15ရက်နေ့ကတယ်လီဖုန်းနဲ့ဆက်သွယ်စကားပြောကြားတဲ့အချိန်ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝေလကူးကထည့်သွင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာထိုင်းနဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေယာယီဆိုင်းငံ့ထားလိုက်ကြောင်းအမေရိကန်ကထိုင်းကိုအကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်။ လက်တလောက်တကြောပြန်ဖြစ်လာတဲ့ထိုင်းကမ်ဘောဒီးယားနယ်စပ်ပဋိပက္ခပြည်လဲရေးအတွက်နိုင်ငံခေါင်းဆောင်တွေအပြင်မလေးရှားဝန်ကြီးချုပ်နဲ့ပါသမ္မတထရမ့်ကစကားပြောခဲ့ကြောင်းအမေရိကန်သမ္မတအင်ဂျူရောကလည်းသတင်းထုတ်ပြန်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားအကြားချုပ်ဆိုထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုအမေရိကန်နဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေနဲ့ထိုင်းဘက်ကမရောရှက်စေချင်ပေမဲ့အမေရိကန်ကတော့အဲ့ဒီလိုသဘောမထားပဲစာချုပ်ပါသဘောတူညီချက်တွေကိုဆက်ပြီးအကောင့်ထဲပေါ်တော့မှသာ ကုန်သွယ်ရေးဆွေးနွေးမှုတွေကိုပြန်လုပ်မယ်လို့ပြောပါတယ်။လက်ရှိမှာထိုင်းနိုင်ငံကတွင်းကုန်တွေအပေါ်အမေရိကန်ကအခွန်1900ခန့်လုံးကောက်နေတာပါ။ဒါပေမဲ့နိုင်ငံအကြပြုတ်လုံနေတဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေအဆင်ပြေခဲ့ရင်ထိုင်းတွင်းကုန်တချို့ပေါ်အမေရိကန်ကအခွန်မကောက်ဖို့အခြေခံအဖြစ်သဘောတူထားပြီးဖြစ်ပါတယ်။ဒါကြောင့်ဒီကုန်သွယ်ရေးဆွေးနွေးမှုတွေသာပြတ်သွားခဲ့ရင်ထိုင်းဘက်ကနှိမ့်နာမှုတွေအများကြီးရှိနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။